အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့အိနာကြီးဖောက်ပြန်ခံရလို့တခုလွတ်ဖြစ်သွားတယ်မိမတယောက်ရဲ့ရင်းနှီးခံစားချက်ရုပ်တံဗီဒီယိုဖိုင်လေးကို အားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ဆောဆောအဆက်လေးကိုဆက်ပြောလိုက်အောင်မယ်အခုပြောမယ့်ဟာလေးကဟာတာလေးပေါ့နော်အဲ့တော့လူတွေကလေတချို့ကြတော့အခုကိုကိုကိုကြည်ပြီးတော့လေဘာဖြစ်လို့စင်ငယ်ဘာသာဖြစ်သွားလဲသိရမလားအအကုန်လုံးရုပ်ရည်လည်းရှိရတာနဲ့ပေါ့နော်အဲ့ကိုကနည်းနည်းလေးဘယ်လိုပြောမလဲကြည်ပြောရှိပြောရုပ်ခံလေးရှိရအခါကြတော့အခုလို့စင်ငယ်ဘာသာဖြစ်ရတာအိမ်တော်ကြီးတခု꿰သွားတာကွာမသိလို့ရှိလို့ရှိရင်ကိုကပဲဖောက်ပြန်လို့သိရမလားကိုကပဲအတုံးစားမတက်လို့အဲ့လိုအဲ့လိုပုံစံမျိုးနဲ့အထင်ခံရတယ်တချို့တချို့တွေကြတော့လဲပေါ့နော်ဆိုကြတော့လဲအကောင့်နဲ့အမြင်နဲ့စိတ်နဲ့ပေါ့တချို့ကြတော့လဲသူလိုသူလိုလေးထင်တာပေါ့တကယ်ကတော့ ကိုကကိုကအလုတ်ခံရတာဒါပေမဲ့ကိုကနောက်ဆုံးမှာကိုကပြတ်သားလိုက်တာဘာဖြစ်လို့လဲဆိုတော့ပြတ်သားမှရမယ့်အရာတခုကိုကိုကပြတ်သားပေးလိုက်တာနောက်တစ်ခုရှိတာကိုသားသမီးကိုဒီလိုဘဝနဲ့စိတ်ဆင်းရဲမခံနိုင်ဘူးလေစိတ်ဆင်းရဲမခံနိုင်ဘူးကိုကပြောရမယ်ဆိုရင်စက်ပေါင်းနေရင်လည်းကိုသားသမီးကစိတ်ဆင်းရဲရမှာစိတ်ဒုက္ခတွေရောက်မှာဒီဖေအမေနေ့စဉ်ဒီကိစ္စနဲ့သူတို့ရှိမှာတတ်ပုတ်ရံဖြစ်အဲ့လိုလုပ်နေရအောင်ညင်တွေ့နေရသူ့မှာစိတ်ကြံရရရနေမှာ နောက်တစ်ခါသူတို့ရဲ့လက်ထဲမှာကိုဘဝကိုကနှုတ်ပြိုသေးရဲ့အဲ့အချိန်မှာအာကျမက16နှစ်မှအိမ်အောင်ကြပြီးတော့20နှစ်မှသမီးလေးကိုမွေးရဲ့20နှစ်ထဲမှာပဲသမီးလေးတုံးကနေအဲကွဲလာအခုသမီးလေးက16ကျော်လို့16နှစ်ပြီလို့19နှစ်ထဲမှာ single mother ဘဝနဲ့နေလာတာဆိုရင်19နှစ်ပြီတော့မယ်ပေါ့နော်အဲအဲ့လိုမျိုးဆိုတော့ဘာဖြစ်လို့ဒီဘဝကိုရွေးချယ်ခဲ့လိုက်တယ်ဆိုတော့ကိုသားသမီးကြောင့်ရယ်နောက်ကိုကအဲကိုကိုကိုယုံကြည်လို့ရယ်အဲ့ဒီအတွက်ကြောင့်မလို့တခုလက်ဘဝကိုရွေးချယ်ခဲ့လိုက်တာသူတို့ကိုဘဝကိုသူတို့လက်ထဲမှာ အဆုံးရှုံးမခံနိုင်ဘူးလေလူဘာဝမခံနိုင်ဘူးလေအဲအဲ့လိုမျိုးအဲ့တော့အခုကကြတော့ဘယ်လိုလဲဆိုတော့ဒီလိုမျိုးတွတ်တွေကြတော့ကိုယ်ထင်တာကိုယ်ဖောက်ပြန်လို့ကိုယ်အသုံးစမတက်လို့လို့ထင်ကောင်းထင်လိမ့်မယ်တကယ်ကတော့ကိုယ်ကခံရတာပြီးတော့ကိုယ်ရေခစ်တုံးကလည်းဥပဒေတွေကအဲမင်းယောက်ျားမင်းဘယ်နှယောက်ယောက်ျားတယောက်ကမင်းမဘယ်နှယောက်ယူယူယူပိုင်းနေရှိတယ်ယူလို့ရတယ်ကွာတိုင်လို့မရဘူးမင်းမလင်းငယ်နေနေတာတိုင်လို့ရတာအဲ့ခစ်ကအဲ့တော့ကိုယ်ရေကအာဘယ်လိုပြောမလဲလက်မိလိုက်ရလဲအဲ့လိုမျိုးကမဖြစ်ဘူးပေါ့နော်ဒါပေမဲ့ ဖမ်းရင်တော့ရတာပေါ့ဒါပေမဲ့မလုချင်တော့ဘူးအဲအဲ့လိုမျိုးဒါပေမဲ့နောက်ဆုံးမှလုံးဝမခံနိုင်တဲ့အဆုံးမှာသူ့ကိုအဲ့လိုမျိုးတုံးနေနေမှာသူ့ရှိရကွာရှိခွင့်ရတာရောက်လာတရားရုံးမှာကွဲတာနော်အဲ့ဒါတွေဘာဖြစ်လို့အခုမှလာပြန်ပြောနေရတာလဲဆိုတော့ကိုယ်အဲ့လိုထင်တဲ့လူတွေဒိုးလို့ဒိုးလို့ထင်တဲ့လူတွေရဲ့မေးလာတဲ့လူတွေじゃ ပြောပြတာတကယ်တော့မပြောချင်တော့အဲ့ကိစ္စလေးကိုလေအဲ့တော့အရန်ကြီးရတယ်ပြောပြအောင်မယ်အဲ့လိုမြောက်ကလာတရားယူမှာကွဲတဲ့အချိန်မှာ तू ကလာလာဆက်ဆုပ်ပြပြအဲကိုကကြတော့ရှေ့ဒီမှာအများကြီးပြဆက်ပြီးခံပြီးသွားပြီလေဒါမဲ့အခုမှတော့လုံးဝအတောက်ပါတော့နေပြလိုက် तू ကတော့အဲ့အချိန်မှာပြောရမယ်ဆိုစိတ်ဆင်းရဲပြီးစိတ်မချမ်းသာတဲ့ပုံစံမျိုးနဲ့ဆိုတော့တရားယူမှာကွဲတဲ့အချိန်မှာအဲ့ရလူကြီးကြီးကမသိကိုကဖောက်ပြန်လို့ तू ကအဲကိုကသူ့ကိုကွဲလိုက်တဲ့ပုံစံမျိုးအဲအဲ့လိုအထင်ခံရတယ်သိလားအရန်ကြီးရတယ်ဟာတကယ်ကတော့ကိုကခံရတယ်လူသူတို့ကလုတ်တယ်လူဒါမဲ့သူများရှေ့မှာကြတော့